ကင်းပြည်နယ်ဖမ်းမြို့မှာရှိတဲ့အလွန်မင်းထင်ရှားတဲ့ဇွဲကမိတာမှာထူဆန်းတဲ့ပုံမြင်လေးတစ်ပုဒ်ရှိခဲ့ပါတယ်။ဒီပုံမြင်လေးကဇွဲကမိတောင်ကြီးကို တိုင်တယ်လို့ရုပ်ပုံထင်ရှားဇွဲကမိတောင်တန်းမှာမိကွဲဖခွဲပထွေးနှိပ်စက်မှု ဖြစ်လျာဘဝဆက်တိုင်းကင်းလို့ပြူငါပျော်ရွှင်ချမ်းမြေ့မိသားစုကဘာပိုင်ဆိုင်စေချောင်းလူရစုတောင်းတနာစရာကင်းမောင်နှမဖြစ်ပေသည်ဆိုတဲ့ကင်းမောင်နှမနှစ်ယောက်ရဲ့ လွန်စွာသနာစရာကောင်းပြီးစိတ်ဝင်စားစရာကောင်းတဲ့တမိုင်းပုံမြင်လေးတစ်ပုဒ်အကြောင်းကိုပြောပြပေးစင်ပါတယ်။တမိုင်းအကြောင်းအရပြောရမယ်ဆိုရင်တော့ကရင်အမျိုးသားကြီးဆဖာတိုင်နဲ့ဇနီးဖြစ်သူ နော်ဖော်ရာတို့မှာကဆန်စိဖိုးနဲ့နော်မူဖန်လို့ခေါ်တဲ့သားသမီးနှုတ်ရှိခဲ့တယ်။အနေနဲ့အလားလားကချိုးချံချွေတာပြီးရိုးရိုးသားသားစူးစမ်းစူးစောင်းခဲ့သမျှသားကလေးရှင်နာမဏီလောင်ဖြစ်ဖို့အတွက် အလူကြီးလုံးဖို့တောင်ရရဲမှာအလုံးကျိုးစားနေရင်ကကံတရားရဲ့ဆိုရမှုကြောင့်ဖခင်ဖြစ်သူဆဖအတိုင်းကကြားကြိုက်ခံရပြီးတောင်ရရဲမှာတိတ်ဆုံးသွားတယ်။ဖခင်ကြီးဆုံးမသွားတဲ့နောက်ပိုင်းမှာ ကရင်အမျိုးသမီးနော်ဖိုရာကမိုးဆူမဘွားအဖြစ်နဲ့တာသမီနှစ်ယောက်ကြံနေတယ်။မိုးဆူမနော်ဖိုရာတို့တာမီကိုဘွားအစိုးကလူမြောက်စေလိုပါတယ်ဆိုတဲ့ရွာသူရွာသားတို့ရဲ့တိုက်တွန်းချက်မိမိဘွားကိုတနာခိယူနာတက်လာပါတယ်။ ကလေးတွေကိုလည်းရင်သွေးရင်းချများနဲ့စာနာညှတာစွာနဲ့ချစ်ခင်ပါတယ်ဆိုတဲ့တရွာရဲမုံစုံဝဖြစ်သူစော်မပြုနဲ့နောက်တမင်ထူထောင်လိုက်ပါတယ်။အဲ့ဒီခါမှာအပြစ်မဲ့တဲ့ဆန်စီဖိုးနဲ့နော်မူဖန်တို့လူမမဲမောင်နှမနှစ်ယောက်ရဲ့ပြုစင်တဲ့နှလုံးသားလူတွေမှာစိုးရိမ်ထိတ်လန့်ခြင်းပူပင်တော်ကဝေဒနာအယောင်တို့ကလွှမ်းမိုးညစ်ကြူလာတယ်။ငြိမ်သက်ခဲ့တဲ့အိမ်ကလေးမှာဆဲဆိုတဲ့ ငောင်ငန်းမှန်မဲတဲ့နဲ့စုညံလာပါလေအပိမုံတီးခဲ့တဲ့အရက်သေးစာတို့အိမ်မော်ကမစင်းတော့ပထွေးရဲ့ဒေါသနဲ့ရုံမာရဲ့ရင့်သည်တဲ့စိမ့်စို့ကျိန်မောင်းတန်နေအောင်မမောင်နှမနှစ်ယောက်ကမျက်ရည်ပေါက်ပေါက်ကြာကြရာတယ်နောက်ဆုံးမှ နော်ဖော်ရာကဥမမဲအရွယ်မရောက်သားသမီးနှစ်ယောက်ကိုတုံးချောက်ချာနွားချောင်းတပုံ စပားထောင်းတလက်မခိုင်းရဲ့ခိုင်းရင်နဲ့ခိုင်းခဲ့ရပါတယ်တနေ့မှပထွေးဖြစ်သူက မောင်နှမနှစ်ဦးကိုရှာကင်းကိုခေါ်ပြီးရှာကင်းကိုတွားရလံမှာမြင်မမဆောက်တဲ့တောင်ကဘာကြီးပေါ်ကတုံးချပြီးတူရဲအိမ်ပြန်လာခဲ့တယ်။မောင်နှမနှစ်ဦးကတောင်ပေါ်ကအကြမှာဇွဲကမင်းဖျားကိုအာယုံပြုတ်ပြီးကေတင်မှုဆူတောင်းကြပြီးတော့တည်ဆုံးမှုမဖြစ်ပဲကမ်းမအောင်ဝေယုံမော်တင်နေလို့အသက်ချမ်းသာရရှာခဲ့ပါတယ်။ညာနေတဲ့အထိဖျားကိုကြည်ညိုရင်က အာယုံကျင်းလူကမှ မိခင်တန်ပြန်လာပြီးအကျိုးအကြောင်းပြောပြပြီးတော့ မိခင်ဖြစ်သူကကလေးနှစ်ယောက်ကိုချစ်နေအောင်ဖတ်ထားရင်ကနော်ဖော့ရမချစ်တင်ခဲ့ခံစားရတော့တယ်။ဒါပေမဲ့ကလေးနှစ်ယောက်ကိုအိမ်မှာပြန်လဲလို့ခေါ်ထားဖို့ကတော့လုံးဝမဖြစ်နိုင်တော့တဲ့အခါရှင်သွေးနှစ်ယောက်အသက်မသေးလုံးချုံအောင်မိမိနဲ့လည်းအလံမဝေးရအောင်ဇွဲကမိတောင်မော်ကတောအုပ်အငူလှိုင်ကူထဲမှာဟွက်ထားပြီးတော့ထားခဲ့ပါတယ်။အမေထားခဲ့တဲ့တောအုပ်အငူလှိုင်ကူထဲကလည်းဝဝေးလန်လန်ကိုမသွားဝန်းကြည့်လေတော့တောအုပ်ကြီးက ပိမ့်ပိမ့်ညွန်မောင်းနေတယ်။တခါမှမရောက်ဘူးတဲ့နေရာလူသူကင်းဝင်လို့တာရဲတရိတ်ဆန်တို့အတန်နေကိုသာကြားရတဲ့နေရာဒီနေရာမှာမိခင်က လာပို့ထားပါတယ်။ပထွေးရန်ကိုကြောင်လွန်းလို့သာ နေခဲ့ရပေမဲ့အမိကိုမခွဲချင်ကြ။လွမ်းမိမယ်လဲလမ်းကမသိဒေါ်တရိတ်ဆန်တို့ရန်က ရှိသေးတယ်။အနီးပါကရသမျှတော်သည်နဲ့လေးရိတ်ကိုခုဆုစားတော်ရင်ကဥဒုရာသီနဲ့တော်နဲ့ကိုကြက်ကြက်ခံနေကြရရှာတယ်။ နှမငယ်ကလေးကဘာမှမသိရှာသေးတော့အကိုပြစ်သူကဂယူးဆိုင်နေရတယ်။မျက်စိရောက်ကအပြောက်မခံရဲ့အပေကိုတန်းတာအမိကိုလွမ်းရတဲ့ဝေဒနာတို့ကိုကြိတ်မိတ်ခံစားရင်းကဒုက္ခမုံတိုင်းတန်ကိုအလူအလဲအံ့တူနေကြရှာရီငယ်ရွယ်သူနှမလေးကိုငဲ့ညာရှာလွန်တော့အကိုလို့သူကဝါလီနေလို့တော့ရှိခဲ့ပါဘူးတနေ့တော့နနက်မှာချမ်းရင်လာတဲ့ရာသီဥတို့ကိုမီးပုံပိုးပြီး မနမနှစ်ယောက်အန်တုရင်ဆိုင်နေကြစဉ်ခန့်ညားတဲ့ရသည်အိုကြီးတပါးကသူ့ထံရောက်လာပြီးတော့ရသည်ကြီးကငယ်ရွယ်လှတဲ့တနာဝယ်မနမနှစ်ကို ရွှေရောင်ဝင်းနေတဲ့စင်လုံးတုံလုံးပေးပြီးမိဖို့အတွင်းကိုဆင်ခိုင်းရှာကငယ်ရွယ်နုပြိုတဲ့လွန့်လင်ပြိုနဲ့လုံမပြိုလေးနှစ်ဦးဖြစ်ကို ပြောင်းလဲသွားတယ်မနမနှစ်ကရသည်ကြီးပေးခဲ့တဲ့သုံးမကုန်နိုင်တဲ့အစွမ်းနေအဋ္ဌိပတ်တကိုးတွေရှားကြပြီရသည်ကြီးကိုပေးခဲ့တဲ့ဂရိစကားအတိုင်း သာသနာတော်အတွက်လုံလောက်ရိယစိုက်ကြပြီးတော့သာသနာတော်ကိုကြီးညိုသူတွေရဲ့ဟောဒီဇွဲကပင်တောင်ကိုဖျားဖို့လာကြသူတွေမှန်သမျှရင်စီဝါရေးလက်လာမတိုးအောင်ကျမ်းမရွှင်လန်းအောင်မင်းတို့မောင်နှမဆောက်ရှောက်ရေးကြပြီးတော့ဆိုရဲအမစကားအတိုင်းတစ္ဆာပြုတ်ပြီးဇွဲကပင်တောင်တော်နဲ့ဆန်တော်ရှင်မြတ်ကိုဆောက်ရှောက်နေခဲ့ပါတယ်။ဒါကြောင့်ဇွဲကပင်တောင်ကြီးကလွမ်းဆို့ကြေကွဲပေရန်ဂယုဏတပ်ဖွဲ့ဒဏ္ဍန်းရှင်မောင်နှမ ဒဏ္ဍာရှိစကန်ကလွန်ခဲ့တဲ့နှစ်ပေါင်း90ခန်းကနောင်အိမ်ဆိုင်ဆရာတော်ဦးကိတုဦးဆောင်တိဆောက်ခဲ့ခြင်းဖြစ်ပါတော့တယ်။ပရိသတ်များရှင်ဒီကနေ့မှာတင်ဆက်ပေးခဲ့တဲ့အကြောင်းအရာလေးကိုကြားနေသက်တဲ့ဆိုရင်တော့ဒီဗီဒီယိုလေးကို like နဲ့ share လေးလုပ်သားပေးဖို့အတွက်မမေ့ကြပါနဲ့နော်။နားဆင်အားပေးခဲ့ကြတဲ့ဘောင်မဆံများပရိသတ်များအားလုံးကိုကျေးဇူးတစ်ပိတ်တင်ရှိပါရရှင်။